စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းဗမောင်မြို့အနောက်ဘက်ကြောင်လေကျေးရွာနီးရှိစကန်ကုန်းတစ်ခုအောင် SN တက်မဟာ614ကအော်တိုဘာလ14ရက်နေ့ညနေ6နာရီဝန်းကျင်ကပြန်လည်ထိန်းချုပ်ထားလိုက်ပြီးဖြစ်တယ်လို့ရှမ်းပြည်အမျိုးသားတပ်မတော် SN မှတာဝန်ရှိသူတူကအတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါစခန်းကောင်းဟာရှမ်းနီအမျိုးသားတပ်မတော်တပ်မဟာ၆၁လေးထိန်းချုပ်ရောင်းကြောင်လေကြီးရွာနဲ့ကြောင်လေစခန်းကောင်းတို့ကိုကာကင်အဖြစ်ထားရှိတော့ပွိုင်း980ကုန်ဖြစ်ပြီး KIAPDF ၊ GDU PDF ပူးပေါင်းဖွဲ့တို့ကပြီးခဲ့တဲ့ရက်ပိုင်းကအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်တက်ခိုက်ခဲ့၍ခိတယာယီစုပ်ပေးခဲ့ရတဲ့အဆိုပါစခန်းကောင်းဟာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ SNE ကတာဝန်ရှိသူတို့ကအတည်ပြုပြောပါတယ်။ အခုကျွန်တော်တို့ပြန်ထိန်ထုတ်လိုက်တဲ့စကန်ကုန်းကအရှိရပိုင်းကပဲ KIEPDF တွေအင်အားအလုံးရင်းနဲ့တက်လာလို့ခဏနောက်ဆုတ်ပေးလိုက်ရတဲ့ကာကင်စကန်တစ်ခုလည်းဟုတ်ပါတယ်။တက်မဟာ6တက်လေးထိန်ထုတ်နယ်မြေတစ်ခုဖြစ်ပါတယ်။အဲ့ဒီစကန်ကုန်းကိုအော်တိုဘာလ14ရက်နေ့ညနေ6နာရီလောက်မှာပြန်သိမ်းခဲ့ပါပြီ။အခုဖြစ်တဲ့တိုက်ပွဲအတွင်းမှာရန်သူဘက်က9ဦးရဲ့ရုပ်အလောင်းတွေ့ခဲ့တယ်။တနက်3လဲနဲ့ဆက်ဆက်ပစ္စည်းတွေကိုလည်းတင်စီရမိခဲ့တယ်လို့သူကဆိုပါတယ်။ အခုလက်ရှိမှာဗမောက်မြို့နယ်ရှမ်းပြည်မြို့သားတပ်မတော် SNE နဲ့ KIAPDA ၊ကဒူး PDF ပူးပေါင်းဖွဲ့တို့ကြောင့်စစ်ရေးများတင်မာနေပြီးတိုက်ပွဲများလည်းဆက်တိုက်ဖြစ်ပွားနေကအဆိုပါတိုက်ပွဲများမှာ KIAPDA အဖွဲ့ထံပူးပေါင်းပါဝင်နေကြတဲ့ရှမ်းပြည်လူငယ်များကဒူးလူငယ်များအောင်မိမိဒေသမိမိလူမျိုးတို့ကိုကာကွယ်ရန် SNE တပ်ဖွဲ့နဲ့လာရောက်ပူးပေါင်းစေလိုကြောင်း SNE ရဲဘော်တအူကဆိုပါတယ် KIA လက်အောက်မှာရှိနေကြတဲ့ရှမ်းပြည်လူမျိုးတွေ၊ကဒူးလူမျိုးတွေအောက်ခြေမှာတည်ပင်းနေရတယ်။အထက်က KIA လူကြီးတွေကတော့စိန်ကြလို့နေတယ်လေ။ ဒါတွေစဉ်းစားဖို့လိုတယ်။မမောက်မြို့တိုင်တိုက်ပွဲဆိုပြီး KNA နဲ့အောက်ပိုင်းက PDF တွေဝင်လာကြတယ်။ငါတို့ရှမ်းနီလူမျိုးတွေ၊ဂဒူးလူမျိုးနေအိမ်တွေအကုန်ဖောက်ယူသွားတာမင်းတို့မျက်စိရှိမှပဲမဟုတ်လား။မင်းတို့ဘာပြောလို့ရလဲ။တချို့ဆိုအသက်လည်းကြီးနေပြီ။ဝင်းတန်းပင်စင်စာဗကြီးတော်ကြီးအဖိုးဖွားရယ်လေဒါတွေကိုဖမ်းသွားတယ်ကွာမင်းတို့ဘာပြောနိုင်လဲအခုမင်းတို့ရဲ့ခေါင်းဆောင်တွေက KIA နဲ့အောက်ပိုင်း PDF တွေလေတချို့အညာသားတွေဆိုရှမ်းနီနဲ့ကတူမြို့တွေရွာတွေဝင်ရင်သူတို့ဖျက်ဆီးမှာပေါ့ သူတို့မှာပြန်စရာအိမ်လည်းမရှိရွာလည်းမရှိတော့ဘူးအကုန်ပြာကြကုန်ပြီအဲတော့ငါတို့ရှမ်းနီကဒူးနေတဲ့ရွာတွေကိုလည်းဖျက်ဆီးကြမှာပဲလို့သူကပြောပါတယ်ရှမ်းနီလူငယ်လူရွယ်များနဲ့ကဒူးလူမျိုးများအနေဖြင့်မိမိတို့ရဲ့ဒေတာမိမိတို့ရဲ့လူမျိုးရဲရွာဖွံ့ဖြိုးတိုးတက်ရေးနဲ့တမိုင်းတွင်အမဲဆက်မထင်ကျန်ရစေရန်ရှမ်းနီအမျိုးသားများတက်မတော်နဲ့အတူလက်တွဲပါဝင်စေရန်အထူးတိုက်တွန်းလိုကြောင်းအထက်ပါရှမ်းနီအမျိုးသားတက်မတော် SNY ရဲဘော်တို့ကထည့်တွင်ပြောဆိုခဲ့ပါတယ် ကချင်ပြည်နယ်မှာရဝမ်နဲ့လီဆူတို့အများဆုံးနေထိုင်ကြတဲ့ပူတာအိုခရိုင်မှာမိမိဒေတာမိမိလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒေသခံပြည်သူများရဲ့အသက်အိုးအိမ်တည်တံ့ခိုင်မာရေးအတွက် KIAPDF အဖွဲ့မှပါဝင်လှုပ်ရှားခဲ့ကြတဲ့ရဝမ်လီဆူလူမျိုးလူငယ်လူရွယ်များပြားအမြင့်မှန်ရောက်၍တက်မတော်နေဌာနေပြည်သူစစ်တပ်ဖွဲ့များထံအလင်းဝေရောက်ခဲ့ကဥပဒေပေါင်းအတွင်းတို့ဝေရောက်ခေါ်လုံမှုများရှိနေတယ်လို့လည်းသိရပါဗျ။